အားလုံးပဲမင်္ဂလာပါဖရာသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ရဲချင်းငိုချင်းအေးအပူနေရာမနဲ့ချိတ်ဆက်ပြီးတော့မျိုးစစ်ပြောင်းလဲခြင်းသဘောတရားတကူလေ့လာကြမှာဖြစ်ပါတယ်ရဲချင်းငိုချင်းအေးအပူနေရာမနဲ့ချိတ်ဆက်ပြီးတော့မျိုးစစ်ပြောင်းလဲခြင်းသဘောတရားဆိုတာ လူစိတ်ခံစားမှုနဲ့ဝိညာဉ်ရအခြေအနေကိုနက်နက်နဲနဲချိတ်ဆက်ပေးနိုင်တဲ့အလွန်ထူးခြားတဲ့ရှုထောင့်ဖြစ်ပါတယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ရေချင်းကိုချင်းအေးပူနိယာမဤနှိုင်းရှင်သုံးသက်ချက်နဲ့မျိုးစစ်ပြောင်းလဲခြင်းကြောင့်လေ့လာတဲ့အခါမှာအဓိကအချက်၄ချက်ကိုနားလည်ဖို့လိုပါတယ်။ဒါကြောင့်နံပါတ်၁ပြဿနာဖြစ်နေတဲ့လောကီရေချင်းဤနောက်ွယ်မှုအပူနံပါတ်၂ဝิญဉ္ဇီယာနိယာမအပူမျိုးစစ်နဲ့အေးမျိုးစစ်နံပါတ်၃အေးဝင်ကလေးအဖြစ်မျိုးစစ်ပြောင်းလဲခြင်းနိယာမနံပါတ်၄ဏီကုံးကျုံနဲ့တိုက်တွန်းချက်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ ။ဒါကြောင့်နံပါတ်1ပြဿနာဖြစ်နေတဲ့လောကီရဲ့ခြင်းဤနောက်ွယ်မှုအပူအချောင်းကိုလေ့လာကြည့်တဲ့အခါမှာတုတ်တန်14 73မှာလူသည်ရဲစဉ်အခါပင်ဝမ်းနေသောစိတ်တော်ရှိ၏။ထိုရဲမောရှင်လန်းခြင်းအဆုံး၌လည်းညှိုးငယ်ခြင်းရှိတတ်၏လို့ဖော်ပြတာကိုတွေ့ရပါတယ်။ဒါကြောင့်တစ်ကကြီးရဲစဉ်အခါပင်ဆိုတဲ့အချက်နဲ့တစ်ခါခွေအဆုံး၌လဲဆိုတဲ့အချက်ကိုလေ့လာရမှာဖြစ်ပါတယ်။တစ်ခါကြီးအနေနဲ့ရဲစဉ်အခါပင် ကျောင်းကိုလေ့လာကြည့်တဲ့အခါမှာလူသည်များများရေတဲ့အခါမှာတော့မျက်ရည်ထွက်လာတာကိုတွေ့ရပါတယ်။အေးမျိုးစီပျော်ရွှင်မှုကိုလိုချင်ပြီးလှုပ်ယူနေရတာဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဝမ်းနေသောစိတ်တော်ရှိပြီးရောမှ အပူမြေးစိတာထွက်လာတယ်ဖြစ်တယ်လို့တွေ့ရတာဖြစ်ပါတယ်။ရေရွှင်ခြင်းအားထုတ်မှုသည်စိတ်တွင်းရှိပူပန်မှုစိုးရိမ်မှုသို့မဟုတ်လောကီဒုက္ခများကြောင့်ဝိညာဉ်ရအားနှစ်ချက်ကိုဖုံးကွယ်ရမရဘူးဆိုတာကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။ ။ဒါကြောင့်တစ်ခါဝေးအစုံနိုင်လဲဆိုတဲ့အချက်ကိုလေ့လာကြည့်တဲ့အခါမှာလောကီပျော်ရွှင်မှုသို့မဟုတ် ရေမောရှင်လန်းခြင်းဟာညှိုးငယ်ခြင်းရှိတတ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါဟာယာယီပျော်ရွှင်မှုဖြစ်ပြီးထာဝရမဟုတ်ဘူးဆိုတာနားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒေသနာကျမ်းရဲ့အဆုံးသက်အတိုင်းအချီးနှီးသာဖြစ်နေတယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1အနေနဲ့ကောင်းစီကြီးနှစ်အနေနဲ့ဝိညာဉ်ရေးအနည်းရမှာဖြစ်တဲ့ အပူမျိုးစစ်နဲ့အေးမျိုးစစ်ကြောင့်ကိုဆက်ပြီးလေ့လာရမှာဖြစ်ပါတယ်။လူဇာတိပကတိတဘာဝအတိုင်းလူရှင်ဟာအပူမျိုးစစ်ကြပိသားဖြစ်နေတယ်ဆိုတော့ကို တွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်နှစ်ကာကြီးအပူမျိုးစစ်ဇာတိပကတိ အကြောင်းနဲ့နှစ်ခါကွေးလူရွေးချယ်မှုဤကန့်သက်ချက်များကို လေ့လာရမှာဖြစ်ပါတယ်။ဒါကြောင့်နှစ်ကာကြီးအနေနဲ့အပူမျိုးစစ်ဇာတိပကတိအတွေ့အကြုံကိုကြည့်တဲ့အခါမှာအပြစ်စိုးရိမ်ပူပန်မှု ဒေသနာကျမ်းမှာဖော်ပြသောအချီးနှီးသောအထုံးမိများဖြစ်တယ်ဆိုတာကိုသိရမှာဖြစ်ပါတယ်။လူသားဟာအေးပျော်ရွှင်မှုကိုမိဘပင်လှုပ်ရှူရီမောရန်ကြိုးစားစေကမူရလက်အနေနဲ့မူရင်းမျိုးစစ်အတိုင်းမျက်ရည်ဝမ်းနည်းမှုအပူပင်သာဖြစ်ပေါ်လာတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်နှစ်ကကွေးလူရွေးချယ်မှုဤကန့်တချက်ကိုဆက်လက်ပြီးလေ့လာရမှာဖြစ်ပါတယ်။ဒီကြောင့်အနေနဲ့ပတ်သက်ပြီးလူသည်မိမိဤ မူလအပူမျိုးစစ်ကိုကိုတိုင်ဖယ်ရှားပြီးအေးမျိုးစစ်အစ်စ်ကိုလောက်ယူဆက်ပြိုးနိုင်ခြင်းမရှိဘူးဆိုတာနားလည်ရမှာဖြစ်ပါတယ်ဒီကြောင့်အနေပတ်သက်ပြီးတုတ်တန်1927မှာလူဤကြံစီမှုမတိမဲနိုင်ဘူးဆိုတာကိုဖော်ပြထားခြင်းဖြစ်ပါတယ်ဒါကြောင့်ကောင်းစဉ်ကြီးတုံးအနေနဲ့အေးဝင်ကလေးအဖြစ်ဖြစ်မျိုးစစ်ပြောင်းလဲခြင်းဤရာမှာကိုယူဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့်လူသားဒီမိမိဤတည်ခြင်းတို့ဥတီနေသော အပူမျိုးစစ်ဇာတိပကတိအသွေးသားကိုဖျက်ဆီးပြီးတော့သာရအသက်ရဲ့အေးမျိုးစစ်ဝိညာဉ်တော်ကိုရရှိဖို့ရန်ဖျားသခင်ရဲ့လှုပ်ဆောင်မှုကိုရွေးချယ်လက်ခံရန်အရေးကြီးလိုအပ်နေတယ်ဆိုတဲ့အကြောင်းကို သိစေဖို့ဖြစ်ပါတယ်ဒီကြောင်းအနေနဲ့ပတ်သက်ကြည့်ပြော့၃ကကြီးမျိုးစစ်ဟောင်းဖျက်ဆီးခြင်း၃ခါဝေးမျိုးစစ်တစ်ကိုရွေးချယ်ခြင်း၃ခငယ်သာရအေးရည်သိမ်းခြင်းဆိုတဲ့အချက်တွေကိုနားလည်ဖို့လိုအပ်ပါတယ်ဒါကြောင့်၃ကကြီး မျိုးစေ့ဟောင်းဖြက်စီးခြင်းနဲ့ပတ်သက်ပြီးတော့မှနောင်တရခြင်းနဲ့အပူမျိုးစေ့ဖြစ်သောမိမိကိုယ်ကိုအားကိုးသောအတ္တတာကိုဆွလွခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့မှယောမ66မှာအပြည့်ကိုခန္ဓာပျက်စီးခြင်းငါလို့ဖော်ပြထားတာဖြစ်ပါတယ်။သုံးခါဝေးအနေနဲ့မျိုးစေ့တစ်ကိုရွေးချယ်ခြင်းနဲ့ပတ်သက်ပြီးတော့ကြည့်တဲ့အခါမှာယေရှုခရစ်ကကောင်းကင်မှာဆင်းသက်လာသောအတ္တမျိုးစေ့အတ္တမုံဖြစ်တယ်ဆိုတဲ့အကြောင်းကိုယုံကြည်လက်ခံပြီးတော့ ခရစ်တော်၌အသက်ရှင်သူဖြစ်ရန်ရွေးချယ်ရမှာဖြစ်ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးတစ်ပေ123မှာမပုံပြတ်တတ်သောမျိုးစစ်ဖြစ်တဖန်မွေးဖွားခြင်းသို့ရောက်ကြပြီလို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်သုံးခန်းငယ်နေနဲ့သာရအေးရည်သိမ်းခြင်းကိုရရှိမှာဖြစ်ပါတယ်။ခရစ်တော်၌ရှိသောအေးမျိုးစစ်ကိုစိုက်ပျိုးခြင်းဟာဂလာတိ6:10မှာဝိညာဉ်တော်အတွက်စိုက်ပျိုးခြင်းဖြစ်တယ်လို့ဖော်ပြပြီးတော့မှဂလာတိ9:20မှာ ဝိညာဉ်တော်၏အတိဖြစ်သောဝမ်းမြောက်ခြင်းနှင့်ညီသက်ခြင်းကိုရည်သိမ်းခြင်းခြင်းတွေကိုဖော်ပြထားပါတယ်။ဒီအရာကသာရကာလတွင်ဝမ်းနေခြင်းနှင့်ကင်းသောသောအခြေအနေဖြစ်နေတယ်ဆိုတာကိုဖော်ပြနေခြင်းသာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်၄ခေါင်းစဉ်ကြီးလေးအနေနဲ့ဏီကုန်းချုပ်နဲ့တိုက်တွန်းချက်ကိုကြည့်တဲ့အခါမှာတုတ်တန်၁၄၃ရာလူသားဘဝရဲ့လှုပ်ဝက်ချက်ကိုပြင်ပြထားပါတယ်။ဒါကြောင့်တင်ဤရေမောချင်းတီပင်လင်းဝမ်းနေခြင်းကိုဖုံးကွယ်ထားရပြီး မကြမီပျက်စီးသွားမိအရာသာဖြစ်ပါတယ်။ဘာကြောင့်လဲလို့ပြောရင်တင့်အသွင်း၌အပူမျိုးစစ်ကျနေလို့ပါပဲလို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါကြောင့်တင်ကိုယ်တိုင်စ조사ပြီးတော့အေးမျိုးစစ်ကိုလုတ်ယူလို့မရပါဘူး။ဒီအပူမျိုးစစ်ကိုပြောင်းလဲပေးနိုင်တဲ့သူဟာယေရှုခရစ်တာဖြစ်တယ်ဆိုတာကိုနားလည်ပြီးတော့မှလက်ခံရမှာဖြစ်ပါတယ်။ဒါကြောင့်ယခုပင်မျိုးစစ်ပြောင်းလဲခြင်းဒီအမှောက်ကိုလက်ခံပြီးတော့အသက်မျိုးစစ်ဖြစ်တဲ့ခရစ်တော်ကိုယုံကြည်လက်ခံခြင်းအဖြစ် ဒေသနာကျမ်းရဲ့ဝန်းနေခြင်းကိုအဆုံးသက်ဖယ်ရှားပြီးတော့ကောင်းကင်အိမ်တော်ခါနာမှာထာဝရဝမ်းမြောက်ခြင်းကိုရည်သိမ်းနိုင်ပါလိမ့်မယ်လို့ဖော်ပြမျှဝေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာရည်ခြင်း၊ငိုခြင်းအေးအပူနိယာမနဲ့ချိတ်ဆက်ပြီးမျိုးစစ်ပြောင်းလဲခြင်းတဘသဘောတရားနဲ့ပတ်သက်သောကြမ်းချက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားထောင်သူအားလုံးပေါ်ဘုရားသခင်၏ကြီးစွာသောတရားပါစေ။အာမင်။